မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ3ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ပေါ်မြောက်ပြင်ဘက်မှာဒီကနေ့မနက်၄နာရီဝန်းကျင်အချိန်မှာ short တိုက်တုံးပြက်ခတ်သံများဇက်တိုက်ထွက်ပေါ်ပြီးတော့ပောက်ကွဲသံများထွက်ပေါ်လာခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့စက်တင်ဘာလ3ရက်နေ့ မနက်၄နာရီ၁၀မိနစ်ဝင်းကျင်ကစတင်ပြီးတော့မန္တလေးမြောက်ပြင်ဘက်မှာ short တိုက်တို့အနည်းဆုံး၅လုံးကနေ၆လုံးအထိပြစ်ခတ်တမ်းများချခဲ့ရပြီးတော့တစက်ထဲမှာပဲပောက်ကွဲတံကြီးများကိုပါချခဲ့ရတယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့မန္တလေးမြို့ပေါ်ရက်ကွက်တချို့မှာလျှက်စစ်မီးများပြတ်တောက်သွားခဲ့တယ်လို့သိရပါဗျ။ရွှေဆိုတဲ့အတံကြီးအရင်ကြားရတာပြီးမှပောက်ကွဲတံတွေကြားရတာပောက်ကွဲတံကဇက်တိုက်ကြားရတာနန်းရင်းထဲကိုပြစ်တာလားတော့မသိဘူး။ကျုံးပတ်လေကလူတွေအားလုံးကြားပြီးတော့လန်နိုးလာတယ်လို့မန္တလေးမြို့ကပြည်သူတို့ကပြောဆိုထားပါဗျ။ဒီကနေ့မနက်၄နာရီဝင်းကျင်အချိန်မှာပြစ်ခတ်မှုများမှာလမ်း၈၀ ်2017ဆနှစ်ကြာကိုရီးယားအကြောပြင်တိုက်အပေါ်ဆုံးဓာတ်ကိုလက်နက်ကြီးတစ်လုံးကျောက်ခဲ့ပြီးတော့အမိုးပွင့်ထိခိုက်ပျက်စီးကလူထိခိုက်မှုတော့မရှိဘူးလို့သိရပါဗျ။ဒုတိယတစ်လုံးကတော့အမတ်လေးရဲစခန်းအရှိတ်တိုက်ကိုကျောက်ရောက်ကတိုက်အပေါ်တဲ့အုံနိုင်ရန်ပျက်စီးသွားတယ်လို့သိရပါဗျ။တတိယတစ်လုံးကတော့ရွှေချင်းတိုးဂိတ်ကိုကျောက်ရောက်ပောက်ခွဲခဲ့ကြောင်း မန္တလေး revolution ကတရေပေါ်ပြထားပါတယ်။အလားတူပဲရန်ကုန်မြို့တန်လျင်မြို့နယ်တီလဝါစက်မှုဆုံးအမှတ်၁လုံခြုံရေး gate ပေါက်ကိုလက်ပြပုံနှလုံးနဲ့ပြစ်သွေးတိုက်ခိုက်ရာရဲနာဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Mother Sand ရန်ကုန် Force UG အဖွဲ့ရဲ့ဦးစီးမှုဘိုးနိုင်ကပြောဆိုထားပါတယ်။စက်တင်ဘာလ၂ရက်နေ့ည၈နာရီ14မိနစ်ခန့်မှာတန်လျင်မြို့နယ်တီလဝါစိတ်ကန်းဇုံတိ gate ပေါက်ကို Mother Sand ရန်ကုန် Force UG အဖွဲ့ဦးစီးမှုဘိုးနိုင်ဦးဆောင်ပြီးတော့လက်ပြပုံနှလုံးနဲ့ပြစ်သွေးတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးထိခိုက်ဒဏ်ရာရရှိပြီးတော့မြေပြင်အသေးစိတ်အခြေအနေကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်တီလဝါစိတ်ကန်းဇုံတိဂိတ်ပဝါတဲ့တဲ့ကိုကျွန်တော်တို့ည၈နာရီ၁၄မိနစ်ခန့်မှာလက်ပြပုံနှလုံးနဲ့တိုက်ခိုက်ခဲ့ပါတယ်ပထမတိုက်ခိုက်တဲ့အချိန်မှာစစ်ခွေးဇုံတိရဲ့ညာဘက်ချမ်းကိုအတီတလုံးကြက်ရောက်ပောက်ွဲတဲ့အချိန်မှာကျန်တဲ့အတွင်းထဲမှာရှိတဲ့ရဲခွေးအပါအဝင်လုံကြုံရေးအဆောင်၆ရွာကထွက်လာတယ်အဲ့ဒီအချိန်မှာနောက်ထပ်အတီတလုံးကြက်ရောက်ပောက်ွဲတဲ့အချိန်မှာရဲခွေးနှကောင်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြင်းမြင်းအချိန်နေရသိရှိရပါတယ်လို့မာဒါဆန် ရန်ကုန် Force UG အဖွဲ့ရဲ့ဦးစီးမှုဘိုးနိုင်ကပြောဆိုထားကြောင်းတရေရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ AR တိုင်းကံကြီးတောင်မြို့နယ်မှာပြည်သူလုံခြုံရေးအဖွဲ့ဝင်ပြီးတော့စစ်မှုထမ်းရန်အတင်းအကျပ်ခေါ်ဆောင်နေတဲ့အောက်တကွန်တိုင်းကြေးရွာအုပ်စုရဲ့အုပ်ချုပ်ရေးမှူးအောင်တိုင်းကိုဓာတ်နဲ့ဝင်ခုတ်ရာအုပ်ချုပ်ရေးမှူးအောင်တိုင်းပွဲချင်းပြီးတိတ်ဆုံးက၎င်းရဲ့ဇနီးဖြစ်သူဟာဒဏ်ရာရအပြင်းထန်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ2ရက်နေ့ည9နာရီကျော်အချိန်မှာကံကြီးတောင်မြို့နယ်အောက်တကွန်တိုင်းကြေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအောင်တိုင်းကိုတရွာထဲနေတဲ့သူကဓာတ်နဲ့ဝင်ရောက်ခုတ်ချင်းဖြစ်ပြီးတော့အုပ်ချုပ်ရေးမှူးရဲ့ဇနီးဟာလည်းသူ့ရဲ့ခင်မုန်းဖြစ်သူကိုဓာတ်နဲ့ ်ခုတ်တဲ့အချိန်ဝင်းရောက်တားဆီးတဲ့အတွက်ဒဏ်ရာအပြည့်အစုံရရှိထားတယ်လို့သိရပါတယ်။အုတ်ချုပ်ရေးမှုအောင်နိုင်ဟာဓာတ်ခုတ်မှုကြောင့်ပြက်ရှဒဏ်ရာများနဲ့နေရာမတွင် ပွဲချင်းပြီးတိတ်ဆုံသွားတယ်လို့သိရပါတယ်။ဓာတ်နဲ့ဝင်းခုတ်တာကဆန်းလင်းကဝင်းခုတ်တာအဓိက ပြည်သူလုံခြုံရေးအဖွဲ့ဝင်လုံဖို့အတွက် အုတ်ချုပ်ရေးမှုကစမ်းလင်းကိုအတင်းလောက်ခိုင်းတာအရင်ကလည်းစမ်းလင်းစီကနေပြီးတော့ငွေတွေအတင်းအကျပ်ကောက်လို့စကားများဘူးလေဒါနဲ့ဝင်ခုတ်တာကစမ်းလင်းကဝင်ခုတ်တာအဓိကကပြည်သူလုံခြုံရေးအဖွဲ့ဝင်လုပ်ဖို့အတွက်အုတ်ချုပ်ရေးမှုကစမ်းလင်းကိုအတင်းအကျပ်ခိုင်းတာအရင်ကလည်းစမ်းလင်းစီကနေပြီးတော့ငွေတွေအတင်းအကျပ်ကောက်လို့စကားများဘူးလေဒါနဲ့ခုတ်တဲ့စမ်းလင်းကတော့လွတ်မြောက်သွားပါတယ်မမိဘူး အုတ်ကြီးအောင်နိုင်ကတော့ပွဲချင်းပြီးပဲဂျားထဲမှာဝင်ဆွဲတဲ့အုတ်ကြီးကတော့ဒေါ်မိုးလည်းအခုစေးရုံမှာအသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။အကြမ်းဖက်စစ်ကောင်စီကနိုင်ငံတော်ဝန်လုံးမှာအသက်ကြီးကြီးငယ်ငယ်အမျိုးသားများကိုစစ်မှုထမ်းရန်ပြည်သူလုံခြုံရေးအဖွဲ့ဝင်များအဖြစ်နဲ့အတင်းအကျပ်စစ်မှုထမ်းရန်ဖိအားပေးမှုများဖြစ်ပေါ်နေပြီးတော့အမျိုးသားတိုင်းထွက်ပြေးတိတ်ဆောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူမြိုင်မြို့နယ်အပါဝင်မြို့နယ်များကနေဆုတ်ခွာလာတဲ့ရဲတပ်ဖွဲ့ဝင်100ကျော်ကိုစစ်ကောင်စီကဖမ်းဆီးအချုပ်ချပြီးတော့တာဝန်ပြန်လည်ထမ်းဆောင်ရန်ဖိအားပေးကာရှေ့တန်းကိုပြန်လည်ဆီလွတ်နေတဲ့အတွက်ရဲအများစုဟာထွက်ပြေးတိတ်ရှောင်နေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းအတွင်းပခုတ်ကူမြို့နယ်မြိုင်မြို့နယ်ပေါ့မြို့နယ်အပါဝင်မြို့နယ်များနဲ့နေမြေရဲစခန်းများကနေဆုတ်ခွာထွက်ပြေးလာတဲ့ရဲတပ်ဖွဲ့ဝင်100ကျော်ကိုအမိန့်ဖိဆန့်မှုနဲ့ ်မကွေးမြို့အမတ်တရဲစခန်းမှာဖမ်းဆီးချုံနှောင်ထားခဲ့တယ်လို့သိရပါဗါးအဲ့ဒီနောက်မှာတော့ချုံနှောင်ထားတဲ့ရဲများကိုစစ်ကောင်စီကပြန်လည်တာဝန်ထမ်းဆောင်ရန်ဖိအားပေးနားချပြီးတော့ရဲအရာရှိနဲ့အချက်ရဲတပ်သားများကိုပြန်လွှတ်ပေးကရှေတန်းစစ်မြေပြင်တွေကိုပြန်လည်ဆေလွတ်နေတယ်လို့သိရပါဗါးရှေတန်းစစ်မြေပြင်ကိုဆေလွတ်ခံရတဲ့ရဲများဟာရှေတန်းကိုမရောက်မီထွက်ပြေးတိမ်းရှောင်မှုများများပြားလာတယ်လို့သိရပါဗါးမကွေးတိုက်ပွဲတွေမှာရဲအများပြားတေဆုံးခဲ့ရတယ်အဲ့ဒါမတိပဲနဲ့ပြန်လည်ဆုတ်ခွာလာတဲ့သူတွေကိုလည်းမကွေးမြို့မှာအမိန့်ဖီဆန်ပြီးတော့ဆုတ်ခွာလာတယ်ဆိုပြီးထပ်ဖမ်းတယ် အမတ်တဲ့စခန်းမှာပဲဖမ်းထားတာအဲ့ဒီအဖမ်းခံရတဲ့ရဲတွေကိုရှေ့တန်းမှာပြန်ပြီးတော့တာဝန်ထမ်းဆောင်ခိုင်းဖို့လုပ်တယ်အဲ့ဒါရဲတွေကထောင်ချခံပဲရှေ့တန်းပြန်မထွက်ဘူးဆိုပြီးတော့ငဲဆန်ကြတယ်လို့မကွေးရဲတရေအရင်းမြစ်ကရှင်းပြထားပါဗျအဲ့ဒီနောက်မှာတော့အော့ဂတ်စလလယ်ကစပြီးတော့ဖမ်းဆီးထိန်းသိမ်းထားတဲ့ရဲတပ်ဖွဲ့ဝင်တရာကျော်တဲကစစ်တပ်စစ်ကြောင်းများနဲ့အတူရှေ့တန်းစစ်မြေပြင်တိုက်ပွဲများစီကိုပြန်လည်ဆေလွတ်နေတယ်လို့သိရပါဗျအခုလိုမျိုးဆေလွတ်ခံရတဲ့ရဲများဟာရှေ့တန်းစစ်မြေပြင်ကိုမရောက်မီလမ်းတဝက်မှာတွေထွက်ပြေးတိတ်ရှောင်နေကြတယ်လို့သိရပါဗျ ရဲတွေကသူတို့ရှိမှတင်တောက်တော့လဲတင်နေတာကိုဘလို့လို့ရှေ့ဆက်ပြီးတော့တိုက်ရဲမှလဲတပွဲလုံးကိုပြန်ဆုတ်လာတာဒီရောက်တော့အကုန်လုံးကိုအချုပ်ထဲထည့်ထားတော့တာပဲအခုပြန်လွတ်ပေးပြီးတော့ရှေ့တန်းပြန်လွတ်တော့ပြေးတဲ့သူကပြေးရှောင်တဲ့သူကရှောင်ဖြစ်ကုန်တာပေါ့ပတ်စံတတ်နိုင်တဲ့သူတွေကတော့ရှေ့တန်းကိုမလိုက်ရဘူးအတွက်ငွေပေးပြီးလိုက်နေတော့ဈေးကွက်တစ်ခုတောင်ဖြစ်နေပြီငွေပို့ပေးနိုင်တဲ့သူကရှေ့တန်းမထွက်ရတော့ဘူးတိုင်းမှုတွေမြို့တယ်မှုတွေကလည်းရဲဝန်တန်းတွေအကုန်လုံးကိုဓာတ်ပုံရိုက်ခိုင်းနေပြီးတော့အချက်လက်တွေနဲ့မှတ်တမ်းတင်နေတယ် ထပ်ပြီးတော့ထွန်မပြေးရအောင်လုပ်နေတာပေါ့ဒါပေမဲ့အချိန်ခါကြည့်ပြီးတော့ပြေးဖို့ပြင်ဆင်ထားတဲ့သူတွေကတော့တပုံကြီးပဲလို့မကွေးတိုင်းရဲသတင်းအရေးမိကပြောဆိုထားပါတယ်မကွေးမြို့ပေါ်မှာလည်းစစ်မှုထမ်းအပတ်စဉ်၅အတွက်လူလုံနေတဲ့အတွက်ပေါ်တာဆွဲဖမ်းဆီးမှုများကိုလှုပ်ဆောင်ခြင်းဖြင့်တပ်သားတဲ့စုဆောင်းမှုများရှိနေပြီးတော့ပြစ်ဒဏ်ကျရဲနဲ့စစ်သားများကိုလည်းတာဝန်ပြန်လည်ထမ်းဆောင်ရန်ဖိအားပေးမှုများကိုစစ်ကောင်စီကလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းကောတောင်းကနေပြီးတော့ထိုင်းနိုင်ငံရန်နောင်းဘက်ကိုကူးတက်တဲ့နေဆက်ဂိတ်မှာအသက်၁၈နှစ်ကနေပြီးတော့အသက်၃၅နှစ်အထိအမျိုးသားလူငယ်များနေဆက်ဖြတ်တန်းခွင့်ပိတ်ပင်လိုက်ခြင်းဟာကံယုံတဲ့တိုင်းစစ်ဌာနချုပ်ကတပ်ဆိုင်ရာစစ်တိုင်းမှုရဲ့အမိန့်နဲ့ပိတ်ပင်လိုက်ခြင်းဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ၂ရက်နေ့ကနေစတင်ပြီးတော့စစ်မှုထမ်းဥပဒေအရအကျုံးဝင်တဲ့အသက်၁၈နှစ်ကနေအသက်၃၅နှစ်အထိလူငယ်အမျိုးသားများကို ကော်တောင်းကနေပြီးတော့ထိုင်းနိုင်ငံရန်အောင်ဘက်ကိုကူးတန်းခွင့်ပိတ်ပင်လိုက်ခြင်းဖြစ်တယ်လို့သိရပါဗျ။၎င်းပိတ်ပင်မှုဟာကန်ယိုရန်စစ်ဌာနချုပ်တိုင်းမှုရဲ့အမိန့်နဲ့ပိတ်ပင်လိုက်ခြင်းဖြစ်ပြီးတော့အခြားသောထိုင်းနိုင်ငံကူးတဲ့တာချီလိတ်မဲဆိုင်နေဆက်ဂိတ်နဲ့မြောက်ရီမဲဆောက်နေဆက်ဂိတ်များဟာတော့ ပုံမှန်အတိုင်းလဲပတ်နေစေဖြစ်တယ်လို့သိရပါဗျ။ကရတတိုင်းမူအမိန့်နဲ့ပိတ်လိုက်တာလို့သိရတယ်။အခြားထိုင်းမြန်မာနေဆက်ဂိတ်တွေကတော့ပုံမှန်ပါပဲ။အမျိုးသားတွေကိုအဓိကပိတ်တာပေါ့။အမျိုးသမီးတွေကတော့မပိတ်ပါဘူးလို့စစ်ဘက်သတင်းအေးမေကပြောဆိုထားပါဗျ။ကော့တောင်းရန်တော်နေဆက်ဂိတ်မှာခုနှစ်ရက်တက်တန်းရှိတယ်။ယာယီနေဆက်ဖြတ်တန်းခွင့်လက်မှတ် TBB နှစ်နှစ်တက်တန်းရှိတယ်။နေဆက်ဖြတ်တန်းခွင့်လက်မှတ် BB အလဲပတ် passport PV အလုတ်ကိုင် passport PJ နိုင်ငံကူးလက်မှတ်နဲ့အသက်16နှစ်ကနေပြီးတော့အသက်35နှစ်အထိအမျိုးသားများကိုနယ်စပ်ဖြတ်သန်းခွင့်ပိတ်ပင်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်လက်ရှိမှာစစ်ကောင်စီကအခုလိုမျိုးတရားဝင်ကော့တောင်းရန်တော်နယ်စပ်ဂိတ်ကနေပြီးတော့ဖြတ်သန်းခွင့်ပိတ်ပင်လိုက်တဲ့အတွက်တရားမဝင်နယ်စပ်ဂိတ်များကနေတဆင့်ရန်တော်ဘက်ကိုလူငယ်များကကူးတန်းတွာလာနေတယ်လို့သိရပါတယ်မနေ့ကအပေါ်ကနေပေးမဖြတ်တော့တခြားအပေါက်တွေကနေတွားနေကြတာပဲအလုံးစုံတော့ပိတ်ဖို့ခက်ခဲပါတယ် ွဲသားတွေကတော့ပို့ပြီးတော့အလုပ်ဖြစ်လာတာပေါ့လို့ကော့တောင်းမျိုးကနေဆက်ကုံသွဲရေးလုပ်ငန်းလုပ်ကြိုင်တဲ့စီးပွားရေးသမားတို့ကပြောပြထားကြောင်းတရေရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းထီးကြိုင်မြို့နယ်မောင်းကုန်းရွာဈေးအနီးနဲ့ Great Wall တခြားဆက်ဂိတ်ပေါက်တို့ကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ရာပြည်သူ၉ဦးတေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ၁ရက်နေ့မွန်းလွဲ၂နာရီ၃၀မိနစ်နဲ့၃နာရီခန့်မှာမိထီလာ၄တက်ကနေတက်လာတဲ့ Jet Fighter နဲ့ထီးကြိုင်မြို့နယ်မောင်းကုန်းရွာဈေးအနီးမှာရှိတဲ့ PPE စားတောက်ဆိုင်ရှိနေ Great Wall Way မှာတခြားဆက်ဂိတ်ပေါက်နှစ်နေရာကိုဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ PPE ဆိုင်ရှိကိုကြောက်ရောက်ပောက်ကွဲခဲ့တဲ့ဘုံဟာစီပေးပါများတင်ထားတဲ့ကာဗ ဘော်ကိုကြောက်ရောက်ပောက်ခွဲခဲ့ပြီးတော့ပြည်သူ၉ဦးတေဆုံးက၁၀ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့တဲ့နေရာဟာပြည်သူအများစုဈေးရောက်ချတဲ့နေရာဖြစ်ပြီးတော့စီရေးပြတ်မှတ်မရှိဘဲနဲ့အရသာအများစုရှိတဲ့နေရာများကိုစစ်တပ်ကရွေချက်ရှိရှိနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အလားတူပဲပြီးခဲ့တဲ့အေပီလာအတွင်းကလည်းကဲနီရွာဈေးမှာအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကိုခံခဲ့ရတော့လဲ ဘုတ်ခိုကျင်းများထဲမှာရှောင်းသိမ်းနိုင်ခဲ့တဲ့အတွက်ကြောင့်တေဆုံးသူမရှိခဲ့ပဲပြင်းထန်ဒဏ်ရာရရှိခဲ့သူ9ဦးနဲ့တာမန်ထိခိုက်ဒဏ်ရာရရှိသူ9ဦးသာရှိခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီရဲ့လေဒါဟာ၎င်းတို့အုပ်ချုပ်လို့မရတဲ့ဒေသများမှာလူစုလူဝေးရှိနေတဲ့အရာများဖြစ်တဲ့ဆေးရုံဆေးကမ်းများစာသိမ်းကျောင်းများဈေးများကိုရည်ရွယ်ချက်ရှိရှိနဲ့တိုက်ခိုက်နေခြင်းကြောင့်လေကျောင်းအန်ရယ်ကနေပြီးတော့ရှောင်ရှားနိုင်ရန်အတွက် လေရင်ဥတီယာလမ်းကြောင်းများကိုအစဉ်သတိရှိရှိနဲ့တရင်ရယူခြင်းတရင်ပြန်ပြီးတော့ပေးပို့ခြင်းလေရင်ဥတီယာအရက်ဟာမိမိတို့ရှိရာအရက်ကိုဥတီနေတယ်လို့တရင်ရရှိတာနဲ့တပြိုင်နက်အချိန်နဲ့တပြေးညီဘုံခိုခြင်းဒါမှမဟုတ်ဘုံတန်ခံနိုင်တဲ့အစာအုပ်များကိုအရေးပေါ်ရှောင်တိန်နေထိုင်ကြပါရန်ထီးကြမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတိုက်တွန်းနှိုးဆော်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ